ွက်လင်းလင်းပြောမယ်ရခိုင်တော်လှန်ရေးဟာဘလောက်ရှိသေးလို့လွတ်လပ်ရေးရပြီးတဲ့ကရခိုင်นี่ဘလောက်ကောင်းထိုးခန့်ဥညွတ်ပြီးနေခဲ့ကြတယ်လောက်တယံစာတတီနဲ့เนาะလှိုင်းလှိုင်းထွက်နေတဲ့ဒေတာကြီးကချင်းပြီးလင်ရခိုင်ဟာမြန်မာနိုင်ငံမှာအဆင်းရဲဆုံးဖြစ်သွားတာဘယ်သူမှတာဝန်ရှိတယ်ရခိုင်လူမျိုးတယောက်မှမတာဝန်မရှိဘူးရခိုင်လူမျိုးဒီပုံကောင်းပုံဖြတ်ခဲ့တဲ့ လူရုပ်မှာအားလုံးမှာတာဝန်ရှိဒါကိုကျွန်တော်ပြောတာဆိုတော့ဒီအချိန်မှာရခိုင်နေရကြားသုံးပုံအလေကိုရောက်ရတယ်ဆိုတော့အဲရခိုင်ကလည်းအခုဘလို့ဖြစ်နေလဲဆိုတော့ရောမစစ်သားလို့ဖြစ်နေဒါအားလုံးမြင်အောင်ကျွန်တော်ပြောတာမြောက်ပိုင်းမှာလည်းသူတိုက်နေအလေပိုင်းမှာလည်းသူတိုက်နေရခိုင်မှာလည်းသူတိုက်နေတော့သူကတကဘာလုံးကိုစစ်ပတ်တိုက်နေတဲ့ပုံစံမျိုးဖြစ်နေတဲ့အတွက်ဒီအင်အားတွေကိုရသလောက်အမြန်ဆုံးစုယူဖို့လိုအပ်တယ် ပြီးတော့ရခိုင်မှာရှိနေတဲ့ရခိုင်လူမျိုးတွေအားလုံးကလည်းလုံးဝကြောချင်းကပ်ယဉ်ချင်းအပ်ပြီးတော့စီးလုံးနေဖို့လိုအပ်တယ်ကြားသုံးကောင်ဆိုတာခုနကဘင်္ဂလားဒေ့ရှ်ကစီးဆင်းလာမဲ့အနောက်အုပ်စုရဲ့ policy ကြားအဲ့ဒီမှာခုနကပြောတဲ့အခြားကလောက်နေဟိုတိုင်းသူပြည်သားတော့မဟုတ်ဘဲနဲ့အာစာတွေနော် ARA တွေဖွဲ့ပြီးတော့ဘယ်နိုင်ငံကပေါက်လာတယ်ဘယ်လိုပုတ်ပူတွေဘယ်လိုအောက်တန်းစားတွေလက်နက်ကင်ဖို့စကားစကနေလက်နက်တွေပေးထားတယ်လीအ စကားစတိုင်းပြည်ချစ်တယ်ဆိုအမျိုးချစ်ပြီးအမြင့်တက်တဲ့ချိုးထားတာဟုတ်ပြီလားဒါအားလုံးမြင်နေရတာခဏကျွန်တော်ပြောပြီးတဲ့နောက်ပိုင်းမှာ RFB BOA BBC အကုန်ပြောနေပြီဒီကိစ္စနော်ဆိုတော့ဒါကိုအဲ့ဒီမှာနေထိုင်နေတဲ့အစ္စလမ်နေသိရအရေးကြီးတာကျွန်တော်ခဏပြောသလို right ကိုအရင်တိဆောက်အောင် right ကိုအရင်တိဆောက်မှရအဲ့ဒီ right အတွက် fight ကြရ fight ဖို့အတွက်စီးလုံးညီညွတ်ရဒီနောက်အုပ်စုကြား ပြီးရင်ခုနကစကစနဲ့အဆက်အသွယ်ရှိနေတဲ့ CNN CNN ကြားနော်ဒီကြားကိုလည်းအိန္ဒိယကကွင်းပြူထားတယ်ဟုတ်ပြီလားတတိယကတော့မြန်မာစကစဖြစ်တယ်ဆိုတော့ဒီ၃ခုအားကို ရင်ဆိုင်ရမယ့်အခြေအနေရှိတယ်လို့အဲ့ဒီ၃ခုအားရဲ့အပေါ်ကသို့မဟုတ်ဘေးက ပုံစံမျိုးစုံနဲ့ဝင်လာမဲ့ဂျိုကာတကောင်ကတော့တရုတ်ပြည်အားလည်းရှိမယ်ဆိုတော့ ကျွန်တော်ကနေ့ပေးခြင်းနဲ့အခြေအနေကတော့ရခိုင်ပြည်နယ်ထဲမှာနေထိုင်နေကြတဲ့လူမျိုးပေါင်းစုံဘာသာပေါင်းစုံဟာနော်ဒီနေရာဟာငါတို့မွေးတဲ့နေရာငါတို့ရဲ့ရွှေထီးတီဆိုင်ရနေရာဆိုပြီးတော့စီးလုံးညီညွတ်ပြီးတော့ခိုင်ခိုင်မာမာနဲ့ revolution ကိုရခိုင်ကတက်တန်းရှိရှိကိုအခြားတိုင်းရင်းသားတက်ပြန်ဖြတ်ရမယ်အခြေအနေမျိုး geopolitical ပထဝီနိုင်ငံရေးအခင်းအကျင်းမျိုးဖြစ်လာတယ်ဆိုတော့ ရခိုင်ဟာမဟာမိတ်ဆက်ဆံရေးတော့အခုရှိနေတဲ့တော်လှန်ရေးအဖွဲ့တွေနဲ့ဒီထက်ပိုမိုပြီးတော့အဆင်မြင့်လာအောင်ရရှိလာအောင်ဆောင်ရွက်နိုင်မှုလို့ခုနကကျွန်တော်ပြောတဲ့ CNA CNF ဆိုတာယနေ့တရင်မူကြီးထုတ်ပြောတဲ့စကားစတရင်မူကြီးထုတ်ပြောတဲ့ရုပ်တံဖိုင်ကတက်တည်ဖြစ်နေပြီနော်အဲ့ဒါ NUG ရဲ့ကြော်ယိုးဗျာအရင်ကြောက်ဖို့ကောင်းတယ်အဲ့ဒီရဲ့ခေါင်းဆောင်တွေက NUG ရဲ့ဝန်ကြီးတွေဖြစ်နေတယ် န်ယူဂျီကလက်ရှိအမေရိကန်နဲ့ထိတွေ့နေတယ်ဒါတွေကိုသိဖို့လိုတယ်ဆိုတော့လိုအပ်ရင်သူတို့ပါပေါင်းသွားမယ်အထီးကျန်စွာနဲ့တော်လှန်ရေးကြီးကိုရေးရှိနော်ဆက်ရက်တောက်တည်ရမယ့်အခြေအနေမျိုးကိုရခိုင်ကြုံလာရနိုင်တယ်ဒါကြောင့်ဒီအချိန်မှာရခိုင်ဒေသမှာအားလုံးစစ်စစ်လုံးလုံးညီညီညွတ်ညွတ်နဲ့ဉာဏ်ပညာရှိရှိတတိရှိရှိနဲ့ မပြောအပ်မဆိုအပ်တာတွေကိုလည်းမပြောကြဘူးဥမာရခိုင်ပတ်စံဘူရုပ်ထွန်းမြတ်နိုင်တဲ့ထုတ်တဲ့ဟိုဟိုဒင်းဒီဇိုင်းတွေလောက်ပြီးတော့တင်ပြနေတာတွေသိတယ်မလားဒါမျိုးတွေဒီအချိန်မှာမလိုအပ်သေးဘူးလို့အဲကျွန်တော်ပြောချင်တယ်တခါတလေကြိုက်ကိုယ့်ရဲ့ကြွားဝါမှုပါတစ်ဖက်ရန်သူကကိုယ့်ရဲ့အားနည်းချက်နဲ့စိတ်ပိုင်းဆိုင်ရာเนาะအရေးချင်းမပြေဝသေးဘူးဆိုတာကိုမြင်သွားနိုင် ဒီအချိန်မှာရခိုင်နေအားလုံးလှုပ်တင်တာကပုံမူပြီးမဟာမိတ်တိုးလာအောင်နဲ့ကို့အချင်းချင်းစီးလုံးညီညွတ်အောင်အဲ့ဒါကိုအကြီးအကျယ်တော်လှန်ရင်တည်ဆောက်တော်လှန်ရင်တည်ဆောက်ပြီးတော့မှ အဆောက်အုံအဟောင်းတွေကိုဖြိုချအစ်စ်တွေကို ပြန်တည်ဆောက်တဲ့ပြောင်းလဲပြုပြင်ရေးဆိုတဲ့ revolution ဆိုတဲ့စက်ကလုံးကိုကျွန်တော်ဒီနေရာမှာအဆုံးသတ်ခြင်းနဲ့သို့တော့ ခုနကပထမဆုံးကျွန်တော်ပြောခဲ့တဲ့အထဲထဲမှာလို့ပဲညီနောင်၃ဘွဲ့3 brother alliance နဲ့မရဘူး10 brother alliance ညီနောင်7ဘွဲ့ဖြစ်အောင်ရခိုင်နေထမှန်တိုးချဲ့ပြီးတော့မဟာမိတ်တီဆောက်နိုင်ရင်တော့အနောက်ဖိအားပဲဖြစ်ဖြစ်တရုတ်ဖိအားပဲဖြစ်ဖြစ်အဲ့ဒီဖိအားအလုံးရဲ့ညီညွတ်မှုကိုတော့မြန်မာနိုင်ငံသူနိုင်ငံသားများအလုံး ရခိုင်တွေမဟုတ် အခြားတိုင်းရင်းသားတွေအလုံးပုံမူတောက်ခံပြီးတော့ရှောက်လှမ်းနိုင်ဖို့အင်အားရှိမယ်ဖြစ်ပါကြောင်းတင်ပြရတယ်ဗျာ